္လာပါအားလုံးကိုစနစ်ပြချမ်းသာချမ်းသာ၍ပြေခင်ကအေးချမ်းကြပါစေလို့ဆုတောင်းပေးပါရစေဒီနေ့မှာတော့ကိုအပ်တာကိုမြင်ရင်ဆိုတဲ့ကောင်းစက်နဲ့ဟောပါမယ်တတ္တဝါဆိုတာကတော့ဒီအတ္တပါပါလာတာပဲတရားမမြင်ခင်ကာလမှာငါအတွက်ပဲငါငါဒီစိတ်အမြဲရှိကြတယ်ငါအတွက်ငါစားဖို့ငါအောင်မြင်ဖို့အဲ့ဒီစိတ်ကနေပြီးတော့ဒီအတ္တစိတ်ကနေပြီး ူတော်ကောင်းစိတ်ဂိမ့်လာမဲ့အချိန်ကြလို့ရှိရင်ပရစိတ်ပေါ့နော်ပရအကျိုးပရအကျိုးကိုစဉ်းစားတဲ့စိတ်ဖြစ်လာရင်ကျက်လာတဲ့အခါကျရင်ဘဝကိုအတိပဲရှိတဲ့ဘဝနဲ့ရင်ကြော်ဖြတ်ချင်လာတယ်။နောက်အိပ်ဖန်ရဲ့အကြောင်းဖြစ်စေဖို့အလုပ်တွေလုပ်ချင်လာတယ်ဒီအခါမှာပရအကျိုးအတွက်စဉ်းစားလာတယ်။သူတစ်ပါးအကျိုးအတွက်စဉ်းစားပြီးဆိုလို့ရှိရင်ပထမဦးဆုံးမေတ္တာဂိမ့်နေရ။အဲ့တော့ကိုယ့်အတ္တကိုလည်းလျှော့ထား ကိုကျိုးများများတော်တဲ့သူကသူများအတွက်သူစဉ်းစားပေးလို့မရဘူး။ဘာကြောင့်အတ္တတအားဖုံးလွှမ်းနေတာကိုအတ္တတအားဖုံးလွှမ်းနေတဲ့အချိန်ကြတော့သူတစ်ပါးကိုမြင်ကိုမမြင်လား။အဲဒါသူတို့အမှားမဟုတ်အတ္တတအားများနေတော့ဒီတော့ငါရရင်ငါဘယ်လောက်ရမယ်ငါဘယ်လောက်မြတ်မယ်ဆိုတဲ့အရာသာစဉ်းစားနေတော့ကိုအကျိုးယူလိုက်တဲ့အတွက်ကြောင့်တစ်ဖက်သူများနစ်နာသွားမလားလို့မြတ်တာထားလို့မရဘူး။အဲ့တော့ဒီအတ္တကိုလျှော့ချတာ ကိုအတ္တကိုကိုလျှော့ချကိုအတ္တကိုမြင်အောင်ကြည့်ငါတကူကောင်းဆန်နေသလားငါအတ္တလည်းများနေသလားကိုဘာသာကိုပဲပြန်ပြီးတော့ကြည့်တရားကျင့်တယ်ဆိုတာကိုကိုကိုအဲ့ဒီလိုပြန်ကြည့်တာကိုကိုကိုပြန်မြင်တဲ့သူကဒါတရားမြင်တဲ့သူပဲကိုတန်တမဘယ်တရားကများနေတာလဲအကုသို့များနေတာလားကုသို့များနေတာလားသူမြင်တယ်လောဘများနေတာလားတရားစိတ်များနေတာလားသူမြင်တယ် အဲ့တော့အညိုတေးများနေတာလားသို့မဟုတ်ခွန့်လို့စိတ်တင်များနေတာလားမြင်ပါလေအမြင်ပဲမရှိဘူးရှင်းကြက်လာတဲ့အခါကျသိလားမသိလားတော့အခါကျတော့ကို့မှာအတ္တကြီးနေပြီဆိုရင်ဘေးလူတွေလောင်နေမသိမသားနဲ့ကိုကတော့မသိဘူးငါစားဖို့ငါရဖို့လှုပ်လိုက်တာပဲပါပါလေးလှုပ်လိုက်တာပဲဒါပေမဲ့ခံရတဲ့သူကသိတယ်အတ္တကြီးတဲ့သူအနာမနေတဲ့သူတွေကလောင်ကိုလောင်တာ ဒါကြောင့်တို့ရဲ့အကျိုးလေးတွေပဲ့ပါသွားတာ哦လူတိုင်းဒီကိုယ့်အကျိုးကိုတော့ကြည်နေကြတာကြည်ပဲရနေရင်တော့မသိတာလားနည်းနည်းယော့သွားတယ်ခံလိုက်ရတယ်ဆိုရင်သိကြတာကြည်ပဲဒါကြောင့်ကိုယ့်ကြောင်ဘေးလူပူလောင်တယ်အတ္တကြီးနေတဲ့အခါဘေးလူတွေကိုဒုက္ခရောက်စေတယ်ကိုယ်နဲ့ပတ်သက်တဲ့လူကိုယ့်အတိုင်းဝိုင်းကလူလူတယောက်အတ္တကြီးမှုကြောင့်အကုန်လုံးလူများစွာဒုက္ခရောက်ရတတ်တယ်သူတော်ကောင်းတွေပဲဖြစ်နေပါစေအောင်တော့ အထာကြီးတဲ့သူတယောက်ကြောင့်သူတော်ကောင်းတွေပါခံရတတ်တယ်။ဘာကြောင့်လဲဆိုတော့အထာကြီးတဲ့သူလှုပ်တဲ့အလုပ်တွေကအကုန်လုံးလောင်စေဖို့ကြည်ပဲကိုဒီလိုဆိုတော့ကိုအတာကိုမြင်အောင်ကြည်ကိုအချင်းချင်းလူနေစုလင်းတဲ့ပဲကိုနေမယ်ဆိုလေဒါဖရာတရားတော်အရာဆိုနေလို့ရတာတယောက်ထဲနေမယ်ဆိုလည်းနေလို့ရလားကိုတန်ရောစင်ပြတ်ဖို့ပဲလိုလားအဲ့လိုတယောက်ထဲနေဖို့စူးစမ်းပြီးဆိုလို့ရှိရင်လည်းအတာကျိုးမကြည့်တော့ပဲနဲ့ အဲ့ပရအကျိုးအများအေးချမ်းစေဖို့ကုသိုလ်ကောင်းမှုလုပ်တယ်ဆိုတာလည်းဒီအတိုင်းပဲတရားကျင့်တယ်ဆိုတာလည်းဒီအတိုင်းပဲကိုကတရားကျင့်တယ်ကိုမှတမာတိရှိတယ်ဆိုကိုကိုလှူတယ်တန်းတယ်သူစသည်ဖြင့်ကိုနှစ်ပတ်သက်လို့ဆက်ဆံရတဲ့သူတွေမှာကုသိုလ်ရတယ်အဲ့တော့သူတို့ကုသိုလ်ရပါစေဆိုတဲ့စိတ်မျိုးနဲ့ဆိုတော့သူတို့အကျိုးအတွက်ကိုကြည်ပြီးတော့လှုပ်တော့တာကိုမှလောဘနဲ့လေဒေါသနဲ့လေမောဟနဲ့လေကိုနဲ့ပတ်သက်တဲ့သူတွေမှာအကျိုးများလေကိုအတ္တ နဲလေကိုပဝင်းကျင်အကျိုးများလေဒီလိုဖြစ်တော့ကိုစိတ်ကိုကိုအမြဲတမ်းပြန်ပြီးတော့ကြည်အတ္တစိတ်မရှိစေနဲ့ကိုချိုးသိမ့်မကြည်နဲ့အားလုံးညံ့ညတာတာညီသူညီမျှစားကြတောက်ကြအကျိုးတူပူပေါင်းကြဆိုတော့မှပြောစရာလူပေါင်းအဖွဲ့စည်းဖြစ်တာမဟုတ်ရင်ပြဿနာတွေမွေးနေတယ်လို့ပဲအတ္တကြည်တဲ့သူတယောက်ကြောင့်ပြဿနာတွေပိုးပိုများလာတတ်တယ်အတူနေသူတွေလည်းမပြောကြတော့ဘူး အမုံတွေအညုအတေးတွေဒါတွေနဲ့ပဲဒါတွေပေါက်ပွားလာစေဖို့လူတယောက်ရဲ့အတ္တကြောင့်ပေါက်ပွားလာစေတာဒါကြောင့်ကိုယ့်အတ္တကိုမြင်အောင် ကြည့်ရမယ်တရားများများစင်ခြင်းတရားများများအာထုတ်အာထုတ်ပြီးတော့ကိုယ်စိတ်ကိုယ်ကိုမြင်အောင်ကြည့်ကြကြည့်ပြီးကိုယ့်အတ္တတွေပဲကိုလျှော့ဘုရားဘာကိုကြည့်မနေနဲ့ပူလောင်တဲ့အာကုသများတဲ့ကိုယ့်အတ္တကိုကြည့်ကိုယ့်အတ္တကိုလျှော့အလိုလိုနေရင်ကိုယ်ကစအေးတယ်ပြီးရင်ကိုယ်ပတ်ဝန်းကျင်အကုန်လုံးအေးချမ်းသွားတယ် ကြောင့်တရားနာသူအပေါင်းသူတော်ကောင်းတို့သူတော်ကောင်းတရားအမြဲကျင့်ကြံနိုင်၍ကိုယ့်အတ္တကိုကိုယ်မြင်ရင်လျှော့ချနိုင်၍မိမိသူတစ်ပါးအေးချမ်းစေသောအလုပ်တွေလုပ်ဆောင်နိုင်ပါစေအားလုံးအေးချမ်းပျော်ရွှင်အောင်မြင်ကြပါစေ